ရုရှားလေဆာလက်နက်သိပ္ပံပညာရှင်တူရဲ့ကားတစ်စီးဟာမော်စကိုမြို့တော်မှာဘုံးလိုယူဆရတဲ့ယာပောက်ကွဲပြီးပျက်စီးသွားပါတယ်။ Land Cruiser Prado မျိုးစားဖြစ်တဲ့အဲ့ဒီကားဟာမော်စကိုမြို့စင်ကြေမှုချက်ကွက်တစ်ခုမှာပောက်ကွဲခဲ့တာဖြစ်ပါတယ်။အဲ့ဒီယာဟာ Stormberg Qualtius သုတေသနအေဂျင်စီမှလုပ်လုပ်နေတဲ့ထိတ်တန်းရုရှားသိပ္ပံပညာရှင်တူပိုင်ဆိုင်တာပါ။အဲ့ဒီ Institute ဟာစစ်ဘက်နဲ့ဆက်နွယ်နေတဲ့အဓိကကျတဲ့လေဆာနဲ့ Quantum Electronics Center တခုဖြစ်ပါတယ်။ ဒါပေမဲ့သိပ္ပံပညာရှင်ကတော့အလုတ်ကိစ္စနဲ့ခီးထွက်နေတယ်လို့သိရတာကြောင့် NIA ကနေကင်းလွတ်သွားပါတယ်။ပောက်ကွဲချိန်မှာရင်ထဲမှာလူပါမပါဆိုတာကိုအစာပိုင်းမှာမသိခဲ့ရပေမဲ့နောက်ပိုင်းမှာတော့ဘယ်သူမှထိခဲ့တဲ့ရတာမျိုးမရှိဘူးလို့အတည်ပြုခဲ့ပါတယ်။မှတ်တဲ့ဗီဒီယိုဖိုင်တွေမှာတော့ကားတစ်စီးလုံးမီးဟုံဟုံတောက်လောင်နေပြီးနောက်ပိုင်းမှာမီးလောင်ကျွမ်းထားတဲ့အကျဉ်းချန်တွေကိုတွေ့မြင်ရပါတယ်။ပြင်းထန်တဲ့ပောက်ကွဲမှုတန်ကြောင့်အနီးနားအဆောက်အုံက၃တက်နဲ့၄တက်မှရှိတဲ့ပရင်းပေါက်တွေလည်းကွဲအပ်ကုန်ပါလေ။ တိုက်ခိုက်မှုရဲ့ပြစ်မှတ်ဖြစ်မယ်လို့တန်တရားရှိရတဲ့အမည်မဖော်ပြထားတဲ့သိပ္ပံပညာရှင်ဟာဒီအဆောက်အုံကိုမကြသိမိကမှပြောင်းရွှေ့လာတာဖြစ်တယ်လို့သတင်းတွေကဆိုပါတယ်။ရော်ဒိုစနီလန်းကအခင်းဖြစ်ပေါ်ရနေရာကိုမိသက်တပ်ဖွဲ့တွေဆေးလုခဲ့တယ်လို့ရုရှားလုံခြုံရေးတပ်ဖွဲ့ကပြောပါတယ်။ဒေသခံတူကတော့မိငိမ့်သွားပါပြီ။ကားတကာပွင့်မနေသလိုဘယ်သူ့ကိုမှလည်းကားတွေကဆွဲထုတ်လာတာမျိုးမရှိပါဘူးလို့ပြောကြားခဲ့ပါတယ်ခင်ဗျာ။